ကဘာပြည့်ရင်အောင်အသက်ရှင်ကြံရေးစီမယ်နောက်ဆုံးခံတက်ကဘာကြီးရဲ့အစွန်အပြားမြောက်ဝင်ရိုးစွန်းနဲ့မလန်းမကန်းကရေခဲတောင်တလုံးရဲ့ဝမ်ပိုက်ထဲမှာလူသားမျိုးနွယ်ရဲ့အဖိုးတန်ဆုံးယန္တနာတိုက်တစ်ခုကိုသိမ်းဆီးထားခဲ့ပါသည်အတန်ဗုဒ္ဓံကိုယ်တော်မှခံနိုင်ရည်ရှိအောင်တိဆောက်ထားရည်ကဘာပြက်ကင်းကြုံလိုက်နော်လူသားတွေအသက်ဆက်ရှင်နိုင်မှုမျှော်လင့်ချက်ပေးထားရည်နေရသူ့ကိုလူတွေက Dome State Bot ကဘာပြက်ကင်းခံတက်လို့ခေါ်ကြပြီသူရဲ့တရားဝင်နာမည်ကတော့ Sovereign Global Seaport ကဘာမျိုးစိတ်ဘန်တိုက်ပါပြီ ဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူတူလူသူမဏိတဲ့အာတိတ်ရေခဲပြင်းနေကြတွေကိုခီးထွက်ပြီးလူသားမျိုးနွယ်ရဲ့နောက်ဆုံးအာမခံချက်လို့တင်စားခေါ်ဝေါ်ကြတွေဒီအန်အုပ်ဖွဲ့နေရာကြီးရဲ့လှုပ်ဝှက်ချက်တွေကိုစူးစမ်းလေ့လာကြည့်ကြရအောင်ပါဒီခန္ဓာကြီးကိုဘာလို့ကမ္ဘာအစွန်ဖျားနော်ဝေးနိုင်ငံဆာဗတ်ကျူးမိုကတောင်တလုံးထဲမှာမှလာတီဆောက်ထားရတာလေအကြောင်းရင်းကတော့သူ့ရဲ့တီနီယာဟာတဘောဝရီယာကပေးတဲ့အကောင်းဆုံးသော လုံခြုံရေးစနစ်တစ်ခုဖြစ်လို့နေလို့ပါပဲပထမတစ်ချက်ကတော့ထာဝရရေခဲလွှာပါ ဒီတောင်ကြီးတစ်ခုလုံးကဘယ်တော့မှအရေးမပြောတဲ့ရေခဲမြေလွှာနဲ့ဖွဲ့စည်းထားတာကြောင့်မျိုးစေ့တိုက်ရဲ့အေးအေးပေးဆက်တွေအလုံးမလုံးတော့ရင်တော့မှတောင်တွင်းပိုင်းကတဘာဝအပူချိန်ဟာမျိုးစေ့တွေကိုပြက်စီးမသွားအောင်အေးခဲနေစေမှာပါဒုတိယချက်ကတော့ဒီနေရာဟာဘူမိဖေရာအရာအလွန်တည်ငြိမ်ပြီးတော့ငလျင်လိုတဘာဝဘေးရန်နေရာတွေဖြစ်ပေါ်နိုင်ခြင်းအလွန်နဲ့ပေါပါသည်တတိယချက်ကတော့ပင်လယ်ရေမျက်နှာပြင်အထက်မီတာ130မှာရှိနေလို့ရာသီဥတုပြောင်းလဲမှုကြောင့်ရေခဲတောင်တွေကရေခဲရေပျော်ပြီးပင်လယ်မျက်နှာပြင်မြင့်တက်လာရင်တော့ဒီနေရာကလုံခြုံနေအောင်မှာပါ နောက်ဆုံးချက်ကတော့ဝေးလံခေါင်းတည်ပြီးလူသူအယောက်ပေါက်နေလွန်းတာကြောင့်လူတွေရဲ့တိုက်ခိုက်ဖြက်စီးမှုရန်ကလေးအလိုလျောက်ကာကွယ်ပြီးသားဖြစ်နေတာပါပဲဒီခန္ဓာရဲ့ကွန်ကရစ်ဝင်ပေါက်ကနေမီတာတရာကျော်ရှိတဲ့ဥမင်လိုင်းကောင်းအတိုင်းဝင်သွားလိုက်ရင်တော့တမ်မဏီတကားကြီးတွေရဲ့နောက်ကွယ်မှာအခန်းကြီးသုံးခန်းကိုတွေ့ရမှာပါအဲ့ဒီအခန်းကြီးထဲမှာကမ္ဘာပေါ်ကနိုင်ငံပေါင်းစုံကပေးပို့ထားတဲ့မျိုးစိတ်နမူနာပေါင်းတိတက်သမားနှစ်တန်းကျော်မျိုးစိတ်အရေးတွားအဖြစ်တန်း600ကျော်ကိုအပူချိန်အနှုတ်78ဒီဂရီစင်တီဂရိတ်မှာလုံခြုံစွာတင်စီထားပါသည် ဒီနေရာဟာမျိုးစေ့နမူနာပေါင်း၄.၅တန်းအထိတင်းစီးနိုင်အောင်ဒီဇိုင်းဆွဲထားတာဖြစ်လို့လူသားတွေရဲ့စားနပ်ရိက္ခာတမိုင်းတစ်ခုလုံးကိုဒီနေရာမှာစုစည်းထားတယ်လို့တော့မှပြောလို့ရပါသည်။ဒါဆိုရင်ဒီမျိုးစေ့တွေကိုဘယ်လိုစီမံခန့်ခွဲသလဲ။သူရဲ့လှုပ်ဆောင်မှုကဘဏ်တစ်ခုရဲ့အနှံ့ရေးပစ္စည်း၊လုံခြုံရေးတစ်တာ၊ safe deposit box နဲ့အတူတူပါပဲ။ကဘာဘောကနိုင်ငံတီးတီးကသူတို့ရဲ့ကိုပိုင်မျိုးစေ့ဘန်တွေမှာရှိတဲ့မျိုးစေ့တွေရဲ့မိထူတစုံကိုအလုံးပဲအိတ်တွေနဲ့ထုတ်ပို့ပြီးဒီကိုလာအပ်ကြပါလိ။အရေးကြီးတာကဒီမျိုးစေ့တွေရဲ့ပိုင်းရှင်ဟာအနန္တနဲ့နိုင်ငံပဲဖြစ်ပါလိ နော်ဝေးဆိုရကဒီနေရာရဲ့လုံခြုံရေးကိုတာဝန်ယူပေးထားပြီး ANN နိုင်ငံကလွဲပြီးတော့ဘယ်သူမှဒီမျိုးစစ်အိတ်တွေကိုဖွင့်ကြည့်ခွင့်မရှိပါဘူး။ဒါဆိုရင်ဘလူးအချင်းတွေမျိုးမှအဲ့ဒီမျိုးစစ်တွေကိုပြန်ထုတ်ယူခွင့်ရှိမလဲ။အဲ့ဒီအတွက်လက်တွေ့ဖြစ်ရမှန်းဇာလန်တပုတ်ရှိခဲ့ပါလိမ့်။2015ခုနှစ်ဆီးရီးယားနိုင်ငံအလက်ပိုမြို့မှာရှိတဲ့အရှိလေပိုင်းဒေသရဲ့အရေးကြီးဆုံးမျိုးစေ့ပန်းကြီးတစ်ခုဟာပြည်ရင်းစစ်ကြောင့်လုံးဝပျက်စီးသွားခဲ့ပါသည်။ဒါပေမဲ့ကံကောင်းထောက်မှစွာနေပဲသူတို့ဟာသူတို့ရဲ့မျိုးစေ့မိတ်ထူတွေကိုစော်ဘတ်မှာကြိုတင်အနှံထားခဲ့ပါသည်။ ဲဒါကြောင့်မလို့ပျက်စီးသွားတဲ့မျိုးစစ်တွေကိုအဲဒီကနေပြန်လည်ထုတ်ယူပြီးမော်ရိုကိုနဲ့လေဘနွန်နိုင်ငံတွေမှာမျိုးစစ်ဗန်အစ်စ်တွေကိုအအောင်မြင်မြင်ပြန်လည်တည်ထောင်နိုင်ခဲ့တာပါဒါဟာ Doomsday Bot ကြီးရဲ့အရေးပါမှုကိုလက်တွေ့ပြသလိုက်တဲ့ပထမအဦးဆုံးနဲ့တခုရီးသောဖြစ်ရပါပြီ။ဒီကဘာမျိုးစေ့ဘန်တိုင်ကြီးဟာတဘာဝဘီအန်ကြီးရဲ့စစ်ပွဲတွေရာဇီဥတုဖောက်ပြန်မှုတွေကြောင့်ကဘာပေါ်ကအဖိုးတန်သီးနှံမျိုးစိတ်တွေမျိုးသုံးပြောက်ကွယ်သွားမဲ့အရေးကနေကာကွယ်ပေးထားတဲ့လူသားမျိုးနွယ်တစ်ခုလုံးရဲ့အသက်ကေအာမခံချက်တစ်ခုပါပဲ။ ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအစာတွေရဲ့အနာဂတ်ဟာအဲ့ဒီရေခဲတောင်ကြီးထဲမှာတိတ်တဆိတ်တည်ရှိနေပါလိမ့်။ဒါဟာလူသားတွေရဲ့အမျှော်အမြင်ကြီးမှုနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့အကောင်းဆုံးသောတက်တည်တစ်ခုအဖြစ်ရာစုနှစ်ပေါင်းများစွာဆက်လက်ရည်တည်နေအောင်မှာတည်ကြပါလိမ့်။ကဲပရိသတ်ကြီးရောလူသားမျိုးနွယ်ရဲ့အနာဂတ်မှာဒီလိုချိုးတင်ပြင်ဆင်ထားမှုအပေါ်ဘယ်လိုမြင်လဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါဦး။